ဒီနေ့မှာတော့ကမ္ဘောဒီးယားဖနွန်ပင်ရဲ့ street food တွေရဲ့စားလို့ကောင်းတဲ့ဆိုင်တွေကိုပြပြပေးမှာဖြစ်လို့ကျွန်တော်နဲ့အတူတူ like ကြည့်ရအောင်ဗျာအခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ဖနွန်ပင်ရဲ့ street food တွေတော်တော်များများရှိတဲ့နေရာဖြစ်ပြီးတော့မှဒီလမ်းကိုလာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တဲတဲ့ hotel ကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြပြပေးထားပါတယ်အဲဒီအဆုံကိုပြော9000 9000ပဲချင်းလည်း9မျိုးလောက်ရှိတယ်ချင်းလည်း9မျိုးလောက်ထည့်ပေးမှာစားကြရတယ်စားကြည့်မယ်အဲဟိုမှာလည်းဆိုင်လေးရှိသေးတယ် ဟောချက်ကင်လေးစားကြည့်ပါမယ်ဒီလေးထဲမှာလို့ချက်ကင်ဆိုင်ရတော့အများကြီးပဲကင်စားကြည့်ပါချက်ကင်1ဘန်ဘန်အဲတူတူပဲနေပါမှာဟောဒီကဒီကဘဲတာမသိဘူးဒီကကဟိုကချက်ချက်ကင်စားကြည့်အဲ့လိုချက်ကင်ဆိုင်နေအများကြီးပဲဟိုရှေ့ဟောဘယ်တော့ပဲမှာနာမည်ကြီးတယ်ခေါ်သေးလိုက်မှာသွားစားတာပါမလူတွေကတော့အများကြီးပဲမအပြည့်ပဲလက်တွေဖုန်း ငါပြည့်ပဲတိန်းနေရရှမ်းနဲ့နဲ့ရမျိုးလို့ပုံးလိုက်ချပြီးတာမိုက်တယ်စားရရတာတော့ပွေးတယ်လည်းနည်းနည်းတူတယ်ဒါကတော့ရှမ်းရည်ပြော်မှလို့တုံရန်ရတာနဲ့တူတယ်ဒီဘက်တစ်ခုကဒီကလည်းစားလို့ကောင်းတယ်ဒီဘီကတော့အကျန်းကြိုက်ပါတယ်ကြောလန်ကြိုက်တယ်ကြိုက်တယ်ကျွာဒီလိုမျိုးကျွန်တော်တို့ဒီမှာချောင်းကောက်ရစားလို့လောဝက်ခောက်တွေပါနေစားရတာမိုက်တယ်စားလို့ကောင်းတယ်စေးလက်သက်တာတယ် မြန်မာဝင်တဲ့အတွက်လို့ရှိရင်တပွဲကို1000 1000 2000လောက်ပဲเนาะ1000 2000လောက်ပဲကြောင်းအဲ့လောက်ပဲကြောင်းတန်လက်တန်နေမာရဲမြန်လက်ကူအကူမာအကူရောက်ပဲကျွန်တော်တို့နေကျွန်တော်တို့နေတဲ့ဟိုတယ်လမ်းကြားထဲမှာပါဒီလမ်းကြားကတော့မိုက်တွေလုံးဝအဲစားကြဆိုင်တွေပေါ်တယ်ပြီးတော့ဘီယာဆိုင်တွေအားပေါ်တယ်ဘားတွေဖော်ရင်အားတွေထိုင်တဲ့ဆိုင်တွေများတယ်ဟိုကျွန်တော်တို့ကအခုကတော့ဒါပီဇာပီဇာစားမှာမို့လို့ပီဇာလေးမှာထားပါဒီမှာကျွန်တော်

ကျွန်တော်မှာဟာတွေက chicken pizza ကြားပါပြီ pizza စားခြင်းစရာလေသူတို့ရဲ့ pizza ကတော့ ਨੇ ပပလေးနဲ့စားလို့ကောင်းမယ်ပေါ့ Rush မှာတော့ရှိပါတယ်ပပသေးအခုကျွန်တော်သွားနေတဲ့နေရာကတော့ဖနွန်ပင်ရဲ့ညဘက်လဲစရာတွေကတခုဖြစ်တဲ့မဖြစ်မနေသွားတဲ့နေရာကတော့ basic lane ပဲဖြစ်ပါတယ် ဒီနေရာကတော့ဘားတွေဘီယာဆိုင်တွေအကင်ဆိုင်တွေနဲ့ပြည့်နေနေတာ ဖြစ်ပြီးတော့မှာတောက်ချင်စားရတဲ့သူတွေအတွက်ကတော့ပျော်စရာတွေရွက်ဖြစ်ပါတယ်။ရွက်မှာဆိုလို့ရှိရင်အများကြီးပဲရှိတယ်။မနေ့ကတော့ဝယ်စားပြီမနေ့ကဒီဆိုင်လေးကနေဝယ်စားပြီစားလို့ကောင်းတယ် သေးလည်းအရင်မကြည့်ဘူးဒီပေါင်းတွေကဒီနေရာမှာကစားသောက်ဆိုင်တော်တော်များများကညာလုံးပေါက်ထိုင်လို့ရမှဖြစ်ပြီးတော့မှ foreigner တွေအကြိုက်ထိုင်လို့ကောင်းတဲ့ဆိုင်တော်တော်များများလည်းရှိပါတယ်။ဒီလောက်နော်။အော်ဒီနေ့စမ်းနေနော်။အော်ဒီမှာဆိုလို့ရှိရင် ီယာဆိုင်နေပြာဆိုင်နေအများကြီးပဲကိုကနာမတဆိုင်ရှိရအဲဒီဘက်နာမဒီတောင်လေးမှာလည်းဆိုင်ဆိုင်ရှိရမိုက်တွေဆိုင်လေးတွေရလူလဲစီရယ် foreigner တွေများဒီဆိုင်က foreigner တွေ USA ဒါတော့ဒီမှာလာစားကြည့်ရအောင် အခုကတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုပြန်တဲ့လမ်းကိုရောက်ပါပြီကျွန်တော်ရှိမှပြထားခဲ့တဲ့ street food တွေစားလို့ကောင်းတဲ့ဆိုင်တွေပြီးတော့ဘားတွေဘီယာဆိုင်တွေကိုလည်းပဲချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြထားတဲ့ဟိုတယ်လေးမှာတဲလို့ရပါတယ်အခုပြထားတဲ့ဟိုတယ်ကတော့ Agoda application မှာဆိုလို့ရှိရင်2023လုံးကစုရထားတာဖြစ်ပြီးတော့မှတန်လဲတန်နေပြီးတော့ဈေးလဲတက်တာပါတယ်ကျွန်တော်ဗီဒီယိုတွေကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်